ောက်ပြန်တဲ့သူတွေလို့ပဲပြောရမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံကျူးလွန်သူဟာတေကြီးနောက်မှာဝီစီငရဲနဲ့လောဟကုံပြီးငရဲတို့မှာပြင်းထန်စွာခံစားရတယ်။ငရဲကလွတ်မြောက်ပြီးတော့လူဘဝကိုရောက်လာလို့ရှင်လေဒီအဖြစ်တွေကိုရမယ်တဲ့လူမုံများတယ်၊ရံသူများတယ်၊ပစ္စည်းလက်လာပါရှာပါတယ်။ချမ်းသာဒုက္ခကနေကင်းစိတ်တယ်။မိမဖြစ်ရတယ်။မမဟုတ်ကြမဟုတ်ပန်တို့ဖြစ်ရတယ်။ မျိုးယုတ်မှဖြစ်ရတယ်။နှစ်နာပြည့်အဆက်တကွဲတွေဖြစ်ရတယ်။ခြေလက်အင်္ဂါမျက်စိနားနာစားတဲ့အိန္ဒြေတွေချိုရင်းသေးသိမ့်တတ်တယ်။ဆိုရင်တော့ကအာကြီးရတတ်တယ်။ခြေသူနဲ့ကွဲရတတ်တယ်။ဒါဆိုကြိုးတွေပဲ။ကာမေသူမေတ္တာစာရကံကိုကျူးလွန်ရင်အဲ့ဒီဆိုကြိုးတွေရှိတယ်။ဒါတော့ဒေယမယားရေလို့ရှိလာတဲ့အခါမှာယောက်ျားကသီလလုံးကျုံဣန္ဒုမယားကသီလမလုံတာမျိုးဆို။ အဲ့လိုဖောက်ပြန်တဲ့ဆိုနတ်သားလင်နဲ့သူတေမယားတို့ပေါင်းတင်နေတာနဲ့တူတယ်။ဒီလမရှိသူဆိုတာအသက်ရှင်နေတော့လည်းသူတေနဲ့တူတဲ့အတွက်ကြောင့်။အော်ယောက်ျားကဖောက်ပြန်တယ်ယောက်ျားကဒီလမစင်ကြဲဘူး။အိမ်ရှင်မိမမဖောက်ဘူး။ဒီလစင်ကြဲတဲ့ဆိုရင်သူတေလင်နဲ့နတ်သမီးတို့ပေါင်းတင်နေတာ။ယောက်ျားကသူတေပဲဒီလမလုံလို့။ယောက်ျားနဲ့အိမ်ရှင်မနှစ်ယောက်လုံး အကောင်လုံးဖောက်ပြန်တဲ့သူတွေကြီးပဲဒီလမဆင်ကြကြဘူးဆိုရင်သူသေးလင်းနဲ့သူသေးမရလို့ပေါင်းတင်နေကြတာစနေမောင်နဲ့နှစ်ဦးလုံးဒီလမဖောက်ကြဘူးမဖောက်ပြန်ကြဘူးဒါဆိုရင်ဒီလဆင်ကြတဲ့နတ်သားနဲ့နတ်သမီးစနေမောင်နဲ့တို့ပေါင်းတင်နေတာလို့ခေါ်တယ်လို့အဲ့ဒီလိုလင်မယားလေးမျိုးကိုလည်းအစွာပြဟောထားတာရှိတယ်ဒီတော့ဖောက်ပြန်ကြတယ် ထောက်ပြန်ကြတယ်ဆိုပြီးတော့ပြောတာဒီကာမနဲ့ပတ်သက်ပြီးတော့မာယွင့်ကြတာပေါ့တမင်ကိုစေတနာတွေပါတမင်ကိုသူတော်ဘာမိသားစုပျက်စီးအောင်လုပ်တာအဲ့လိုစိတ်ဆန္ဒတွေပါနေပြီဆိုရင်ဒါသူဟာစေတနာလည်းပါတယ်မိဝဲလိုတဲ့စေတနာလည်းပါနေတယ်မတော်လာတဲ့နေရာကိုသူသွားလာတယ်ပြီးရင်သူစူးစမ်းတယ်စူးစမ်းပြီးတော့ဒီမှာตายရတယ်ဆိုတော့အဲ့ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံပြီဆိုရင်တော့ ဖောက်ပြန်တဲ့သူတွေဟာဒေလွန်ရင်ဝီစီငရဲတို့မဟုတ်လောဟကူပြီးငရဲမှကြမှာပဲဒီလိုသိထားရမယ်ငရဲကလွတ်ရင်လည်းဘဝစတိုင်းမှာလူမုံများမယ်ရန်သူများမယ်ပစ္စည်းလက်လာပါရှားပါမယ်ချမ်းသာဒုက္ခကင်းစိတ်မယ်အဲမိမဘဝကနေမလွတ်မြောက်ဘူးနောက်တစ်ခါကြမဟုတ်မမဟုတ်ပန်းထုတ်ဖြစ်တတ်တဲ့အမျိုးယုံမှဖြစ်ရတတ်တဲ့ မျက်နာပြက်အရှက်တကွဲဖြစ်ရတတ်တယ်။ခြေလက်အင်္ဂါမျက်စိနာနာစားတဲ့အင်္ဒြေတွေချိုးယွင်းသေးသိမ့်တတ်တယ်။စိုးရင်တော့ကအားကြီးရတတ်တယ်။ချစ်တဲ့သူနဲ့မပေါင်းအောင်အမြဲတမ်းကိုယ်နေရတတ်တယ်။ဒါကိုငရဲကလွင့်ရင်တော့ဘဝဆက်တိုင်းကြုံရတယ်ဆိုတော့ပေါက်ပြန်ခြင်းဟာကောင်းကျိုးမရှိပါဘူး။သူတော်ဘာမိသားစုကိုပျော်ပွဲအောင်ဖြစ်စေတဲ့အကျိုးကလည်းမနေပါဘူး။တူရတူရအကျိုးတွေဟာ ဒီဘဝမပင်းရင်နောက်ဘဝလိုက်လာတာပါပဲဒါကြောင့်ဆင်ခြင်ပါစောင့်ထိန်ပါတို့ဟောချင်တာပါ